ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကဆင်မကြီးမမိုးရဲ့63နှစ်မြောက်ဝင်းနေ့ကိုအောက်တိုဘာလ22ရက်နေ့ကနေ23ရက်နေ့အထိနှစ်ရက်ကျင်းပနေပါတယ်ဒီသတင်းကိုတော့ဟေမာဝင်းကတင်ဆက်ပေးထားပါတယ်ရှင်ဆင်မကြီးမမိုးရဲ့63နှစ်မြောက်ဝင်းနေ့ထိမ်းမက်ဖြစ်အောက်တိုဘာလ22ရက်နေ့စနေနေ့မှာတော့ဇေယောင်ပွဲတော်နဲ့ငါအလားပြပွဲရောင်းချပွဲကိုလည်းပြုလုပ်ခဲ့ပါတယ် ဒီနေ့မှာမုံမုံမွေးနေ့ကစနေတနင်္ဂနွေပိတ်ရင်နဲ့တရက်ထဲကြောက်နေတာကြောင့်လိပ်စံဥယျာဉ်မှာပုံမှန်ရက်တွေထွက်လာရောက်သူများပြားနေတယ်လို့လိပ်စံထိန်းသိမ်းရေးမန်နေဂျာကပြောပါတယ်။ကျွန်တော်တို့မုံမုံမွေးနေ့ခုနပြောသလိုပေါ့လေအခုတရင်ကျចောင်းဆယ်ရယ်ပိတ်တယ်ចောင်းဆယ်ရယ်ပိတ်တာပိတ်သက်တွေရယ်လာကြတယ်ဒီမုံမုံမွေးနေ့တခုတည်းပဲလုံးမယ်ဆိုရင်လာလိုက်လာရောက်ကြည့်ကြည့်တဲ့ပိတ်သက်တွေကပျော်ရွှင်မှုပေါ့เนาะပျော်ရွှင်မှုစိတ်ဝင်စားမှုအားနည်းသွားမယ်ဒါကြောင့်မို့ကျွန်တော်တို့ကမုံမုံမွေးနေ့မှာလည်းပဲပြည်သူတွေအတွက် ဇေယောင်းပွဲတော်လေးကိုထည့်သွင်းကျင်းပခြင်းဖြစ်ပါတယ်။ဒီနေ့လာရောက်သူအများစုကလည်းကလေးတွေရဲ့သတင်းကြောကြောင်းပိတ်ရဖြစ်တဲ့အတွက်တိရစ္ဆာန်ဥယင်ကိုလာရောက်လည်ပတ်ကြတာဖြစ်ပါတယ်။အမမမွေးနေဆိုတာလေအမီရီယာတွေကလည်းကြားတယ်နောက်ပြီးတော့ပေါ့လေကလေးတွေကလည်းလာကျင်တာလေအဲ့နဲ့လာအော်တလေးဆန်ဦးရပြောစရာကောင်းပါတယ်လို့လာခဲ့ပါလို့ဘာပဲပြောပြောအခုလို့အခမ်းအနားရရှိတဲ့ခါကျရင်ပို့ပြောဖို့ကောင်းတယ်ပေါ့နော်ဘာလို့ကလေးလေးတွေတလေးဆန်လေးတွေ့ရဒါပေမဲ့အရင်ကတော့မစုံတော့ဘူးပေါ့နော်အော်ကလေးတွေဖေးရ လက်ဖြစ်တယ်ပြီးတော့ကလေးတွေကဟိုမုံမုံမွေးနေဆိုပူဇော်လို့လာပါတာပါလာပြတာပါကျောင်းပိတ်လို့လာတာပါအင်းငားရဲ့တမင်းရဲ့တမင်းရဲ့ပြည့်ရဲ့ဝတ်ဝင်ရဲ့၄ခုမြင်ခဲ့တာ စင်မာကြီးမို့မို့63နှစ်မြောက်မွေးနေ့ကိုတော့အော်တိုဘာလ23ရက်တနင်္ဂနွေနေ့မနေ့9နာရီမှာဖုန်ကြီး9ပေါက်ကိုအာယုံဆုံးဆက်ကပ်ပြီးမို့မို့ကိုယ်တိုင်တရားနာယူဖို့ကိုလည်းပြင်ဆင်ပေးထားတယ်လို့သိရပါဗျ။ကျမဟေမာဝင်းပါ။